ဂါဇာမှာစစ်ပွဲရဆိုင်ရေးအပါအဝင်ဟာမတ်အဖွဲ့နဲ့သဘောတူညီချက်ရရှိရေးအတွက်လမ်းဖွင့်ထားပါတယ်လို့အစ္စရေးကတနင်္ဂနွေနေ့ကအချက်ပြပြောကြားလိုက်ပါတယ်။အစ္စရေးကထိုးစစ်ကိုအရှင်မြင့်ပြုလုပ်လာတဲ့အတွက်တနေ့ကိုဒါဇင်ပေါင်းများစွာတေဆုံးနေရတယ်လို့ကယ်ဆယ်ရေးဝန်ထမ်းတွေကပြောပါတယ်။ထိုးစစ်ကိုကျေပြန့်အောင်ပြုလုပ်ခဲ့ရခြင်းမှာစစ်ပွဲကြီးမန်းချက်များရရှိရေးအတွက်ရည်ရွယ်တယ်လို့အစ္စရေးစစ်တပ်ကပြောပါတယ်။ အဲဒီမှန်ချက်တွေထဲမှာဂျဇခန်များလွတ်မြောက်ရေးနဲ့ဟာမတ်စ်ကိုအနိုင်တိုက်ရေးလဲပေါဝင်ပါတယ်။ဒါပေမဲ့အဲဒီစစ်စင်ရေးတွေကိုအရှိန်မြင့်ပြုလုပ်နေစင်မှာပဲအစ္စရေးနဲ့ဟာမတ်စ်တို့ဟာကာတာနိုင်ငံမှာတွယ်ဝိုက်ဆွေးနွေးညှိနှိုင်းတာတွေလှုပ်ဆောင်နေကြပါတယ်။ထို့သို့ပြုလုပ်ရခြင်းမှာစစ်ပွဲအဆုံးသတ်ရေးအတွက်ရည်ရွယ်ပါတယ်ဟုပါလက်စတိုင်းကပြောပါတယ်။ယခုခိုက်တန့်တွင်ဒိုဟာရှိညီနိုင်ရေးအဖွဲ့ဟာသဘောတူညီချက်ရရှိနိုင်ရေးအတွက်ရရှိနိုင်သမျှ အိုဗာလပါယခုခိုင်ကြံတဲ့ဒိုဟာရှိညီနိုင်ရဲ့အဖွဲ့ဟာသဘောတူညီချက်ရနိုင်ရေးအတွက်ရရှိနိုင်သမျှနီလန်းတွေကိုလှုပ်ဆောင်ရဲ့ရှိပါသည်ဝက်ကော့ဘူပေါင်းတဲ့မှတော့၎င်းစစ်ပွဲအဆုံးတက်ရေးဤအစိပ်ပိုင်းတရက်အနေနဲ့တော့၎င်းဆောင်ရွက်လျက်ရှိပါသည်လို့ရခင်စင်းချင်းညီနိုင်မှုများတွင်ပါဝင်ခဲ့တဲ့ American အရှိလေပိုင်းတပ်သမား Steve Wolfcock ကိုယူညွန်ပြီး Israel ဝန်ကြီးချုပ် Benjamin Netanyahu က သူ၏ယုံကံမှာတနင်္ဂနွေနေ့ကထုတ်ပြန်တဲ့ကြေညာချက်တွင်ဖော်ပြထားပါတယ်။နေတန်ညာဟုရဲ့ယုံကြည်ညာချက်အရအဲ့ဒီသဘောကျညီချက်တွေဟာဒေသခံများလွတ်မြောက်ရေးဟာမတ်အကြမ်းဖက်သမားများပြည်ပတို့ထွက်ခွာရေးနဲ့ဂါဇာကမ်းမြောင်ဒေသမှာလက်နက်ဖြုတ်သိမ်းရေးတို့ပါဝင်တယ်လို့ဆိုပါတယ်။အစ္စရေးကထိုးစစ်တွေပြန်လည်ပြုလုပ်ခဲ့ပြီးနှစ်လအကြာပြစ်ခတ်ရဲစဲရေးကျူးပြတ်သွားကြတဲ့က ကာတာအီဂျစ်အမေရိကန်တို့ကဂျားဝင်ညှိနှိုင်းပေးခဲ့တဲ့ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပေမဲ့လည်းအောင်မြင်မှုမရရှိခဲ့ပါဘူး။ဟာမတ်အဖွဲ့လုံးဝအရှုံးပေးသွားရမယ့်အချက်ပါဝင်တဲ့စစ်ပွဲအဆုံးသတ်ရေးကို နေတညာဟုကစန့်ကျင်နေပြီးဟာမတ်အဖွဲ့ကလည်းသူ့လက်နက်တွေလွှဲပြောင်းပေးရေးကိုတွန့်ဆုတ်နေပါတယ်။ဒိုဟာမှာကျင်းပတဲ့ဆွေးနွေးပွဲတွေကို မြေကြီးဘက်ကမျှကြိုတင်စီကန်းချက်မချထားပဲစတင်ခဲ့ပြီလို့ဟာမတ်အကြီးအကျယ်အရာရှိတဟာအယ်နူကစနေနေ့ကပြောလိုက်ပါတယ်ခင်ဗျာလောကမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Missima TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ